你老婆？ football preview channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့အင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကမ္ဘာဖလားခြေစပွဲစဉ်ဥရောပဆုံး legend ပွဲစဉ်စုစုပေါင်း10ပွဲကျန်နေပေါ့နော်။အဲ့တော့10ပွဲလုံးဒါဒီနေ့မှာဒီ2နာရီ35မှာတစ်ချိန်နဲ့ကစားတော့မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားတော့ဖို့ရှိတဲ့ဒီနောက်ဆုံးသောပွဲစဉ်10ပွဲတွေကနေပြီးတော့မှဒီနေ့တော့အကြိုက်တွေးမယ်ပွဲစဉ်3ပွဲကိုဒါဒီနေ့မှာရွေးထုတ်ပေးတာပဲပေါ့နော်။အဲ့တော့တခြားသော legend ပွဲစဉ်တွေရဲ့သုံးသချက်တွေတစ်တည်းပြီးတော့တခြားသောမောင်းတွေပေါ့နော်။ဒါဒီကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram channel တွေမှာတင်ပေးရပေါ့နော်။အဲ့တော့ Viber channel link ကို Telegram channel link ကို ီယောကကောမမှာပင်ကောမအနေနဲ့ထောက်ပေးတာပေါ့နော်ဝင်ပြီးတော့ join ထားနိုင်တယ်ပေါ့အဲ့တော့ပထမဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကြတော့ Romania နဲ့ San Marino တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ပွဲစဉ်လက်ရှိပေါင်းကြည့်ကျွန်တော်ပြန်ကြည့် Romania က၄ဂိုးသွင်း၄၅ပြရရမယ် ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်လေကိုသွင်းပြကိုတယ်ရှုံးမယ်ပေါ့နော်အဲ့ရိုမီနီယာကတော့လက်ရှိအုပ်စု H မှာဆိုလို့ရှိရင်သူတို့အတင်းကနောက်တစ်ဆင့်ကိုမရောက်တော့ဘူးဒါလက်ရှိ MLB ဇာတ်ရေးအဆင့်3နေရာမှာရှိနေတယ်အဆင့်2နေရာကဘော့စနီးယားနဲ့ဆိုလို့ရှိရင်အရမ6မတိကွာဟာသွားပြီးဆိုတော့သူတို့တော့မျောလင်းကြတော့မရှိဘူးပေါ့နော်တစ်ဖက်ကဆမာရီနိုကတော့လုံးဝအဒီအောက်ဆုံးကအတင်းတင်းဖြစ်တယ်သူတို့ကတော့လုံးဝ နိုင်ဝဲလည်းမရသေးဘူးလက်ရှိမှာဆိုလို့ရှိရင်လည်းခုနှစ်ပွဲကန်ခုနှစ်ပွဲလုံးရှုံနေရှာကိုအနေနဲ့ဆိုလို့ရှိရင်လည်းစုစုပေါင်းတကိုးပဲရထားတော့တွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကဆမာရီနိုရဲ့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့ကစားခဲ့တဲ့လက်ရှိဂေါ်ဘာဘလားခြေစပွဲစဉ်တွေရဲ့အုပ်စုတွင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာဆိုလို့ရှိရင်ဆမာရီနိုအသင်းကဒီပြိုင်ဘက်ရဲ့ဒီလေးကို၄ plus ဆိုရဲ G တခုမှာသူတို့အသင်းကနောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာဆိုလို့ရှိရင်၄ plus ဆိုရဲ G ကို ဒီကြော်ပြီးတော့နိုင်ရရဲ့ဆိုတော့တပွဲပဲရှိရပါတော့အဲ့ပွဲကဘော့စနီးယားကိုဝမ်းစီနဲ့ရှင်ခွဲတဲ့ပွဲစဉ်ဝဲဖြစ်တယ်ပေါ့နော်ဂျန်နယ်ဝဲစဉ်နေအကုန်လုံးဂျန်နယ်ဝဲစဉ်၄ပွဲလုံးမှာဆိုလို့ရှင်ဆမာရီနိုကပြီးတော့၄ခုပြည့်နဲ့အထက်ရှုံးခဲ့ပြီးတော့သူကကြီးမအောင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတစ်ဖက်ကရိုမီးနီးယားကိုယ်တိုင်ကကျတော့လေဒီပြီးခဲ့တဲ့ဘော့စနီးယားနဲ့သူတို့အတွက်အဆုံးဖြတ်ပွဲမှာသူတို့3-1နဲ့ရှုံးခဲ့ပြီးတော့သူတို့ရဲ့ဝေါ်ကတ်ဝင်ဝင်ကနေပြီးတော့ထွက်ခွာခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲကသာသူတို့ရဲ့ ဒါနောက်ဆုံးပွဲစဉ်ဖြစ်တယ်ပြီးတော့အိမ်ဝင်းမှာလည်းကစားမှာဖြစ်တဲ့အတွက်ကြောင့်ဒါ break that အားနဲ့သူဒီဘက်မှာ Romania Samarino ဘက်ကိုကိုပြည့်တင်ဖို့ကြိုးစားလာလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနအဲ့တော့ဒီဘက်က Samarino Samarino ကို Romania အနေနဲ့ 3C 4C လောက်အနည်းဆုံးကိုပြည့် သွင်းပြီးတော့အနိုင်ရတော့လိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့လေကိုသွင်း45ပြည့်ရောက်မယ်ဆိုတော့ဂျေးတခုမှာကျွန်တော်ဒီပရမောင်းဆုံးပွဲစဉ်မှာတော့ရိုမေးနီးယားကိုရွေးချယ်ပြီးခြင်းနေဗောအဲ့တော့နောက်ထပ်တပွဲကကျတော့ဆွီဒင်နဲ့ဆလိုဗေးနီးယားဗောနော်အဲ့တော့ဝဲစဉ်ရဲ့လက်ရှိပေါင်းချီကိုကျွန်တော်ပြန်ချင်ဆွီဒင်ကတကိုးသွင်း45ပြည့်ရောက်မယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်း55ပြည့်ရှုပ်မယ်ဗောနော်အဲ့တော့နှစ်သိန်းလုံးကိုကျွန်တော်ပြန်ချင်နှစ်သိန်းလုံးကလက်ရှိအချိန်မှာဒီဘေးတင်းအမဒီအုပ်စုတွင်းမှာဆိုလို့ရှိရင်နိုင်ဝဲလုံးဝမရသေးဘူးဗောနော်ဒါဆွီဒင်ကိုကျွန်တော်အပြန်ကြည့်လို့ရှိရင်လည်းသူတို့ကစားခဲ့တဲ့၅ဘွဲမှာဆိုလို့ရှိရင်တပွဲပဲတည်ကြတယ်ဂျန်နယ်၄ ွဲလုံးမှာဆွေရင်းရရှုံးခဲ့တယ်ပေါ့နော်ဒီတစ်ဖက်ကဆလိုဗေးနီးယားအသင်းကကြတော့လေ၅ဘွဲကစားပြီးတဲ့အချိန်မှာ၃ဘွဲတည်ကြတယ် နှစ်ဝဲရှုံနေပါတော့အဲ့တော့ဒီနှစ်သိန်းလောက်ကလက်ရှိအချိန်အထိငါးဝဲကစားပြီးရဲ့အချိန်မှာဘယ်သိန်းအမှအုပ်စုတွင်မှာနိုင်ဝဲလုံးအောင်မရသေးဘူးပေါ့နော်အဲ့တော့ဆလိုဗေးနီးယားအသင်းကိုကျွန်တော် ပြန်ကြည့်လို့ရှိရင်သူတို့ကနှစ်ဝဲရှုံလာတယ်ဝေးကွင်းမှာတစ်ဝဲရှုံတယ်အိမ်ကွင်းမှာတစ်ဝဲရှုံတယ်ပေါ့နော်ဆိုတော့အဲ့တော့သူတို့သိန်းကကြတော့လေဒီတရေဝဲပုံများတဲ့အတွက်ကြောင့်ဆွေရင်ထက်ဆွေရင်ရဲ့အထက်မှာအမပီးစရာရဲ့အဆင့်သုံးမှာသူတို့ရက်တည်နိုင်ရတယ်ပေါ့နော်အဲ့ဆွေရင်ကိုကျွန်တော်ပြန်ကြည့်ရင်ဆွေရင်ကလက်ရှိမှာသူတို့အုပ်စုပြရနေပြီးတော့နောက်တစ်ဆင့်ကိုမတက်ရောက်နိုင်တော့ဘူးပြီးတော့သူတို့သိန်းကဒါနောက်ထပ်ဒီ တပည့်နောက်ထပ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒါ UEFA Nation League ကနေပြီးတော့သူတို့ဒီ player ဝင်စားပြီးတော့သူတို့မှာနောက်တစ်ဆင့်ကိုအဲကဘာဖလားဝင်ဝင်ရဖို့အတွက်ဆိုလို့ရှိရင်သူတို့မှာမျှော်လင့်ချက်ရှိရပါတော့။ပြီးဆွီဒင်အနေနဲ့လက်ရှိမှာလည်းနီးပြအပြောင်းလဲလုပ်ထားတယ်ဆိုတော့ဒီပြီးခဲ့တဲ့ဆွစ်ဇာလန်ရဲ့ပွဲမှာဆိုလို့ရှိရင်လည်းသူတို့အသင်းကရှုံးခဲ့တယ်ပေါ့နော်။အဲလိုဒီပွဲမှာသူတို့ရဲ့အိမ်ပွဲမှာဆွီဒင်အနေနဲ့ဖောင်းဖက်အပြန်ပြနိုင်လိမ့်မယ်ကျွန်တော်ထင်တယ်ပေါ့နော်။ဒီတစ်ဖက်ကဆလိုဗေးနီးယားအသင်းကလည်းအရင်အားကောင်းနေတဲ့အနေအထားတစ်ခုမှမရှိဘူး။ဆွီဒင်ကိုယ်တိုင်ကလည်းဒါဒီပွဲကို NIU ပြီးတော့ဒါသူတို့ရဲ့ နောက်ထပ်ကစားမဲ့ဒီ play off ပွဲစဉ်တွေအတွက်ဆိုလို့ရှိရင်လည်းအသင်းသားတွေစိတ်တဲ့ပိုင်းဆိုင်ရာအားကောင်းစီဖို့အတွက်ဆိုလို့ရှိရင်ဒီပွဲမှာဆွေရင်အနိုင်ကစားနိုင်မလဲလို့လည်းထင်တယ်ပေါ့နော်အဲ့တော့တကူးသွင်း45ပြားရမယ်ဆိုတော့ဂျီတကူမှာကျွန်တော်ဆွေရင်အသင်းဝင်ရွေးချယ်ပေးခြင်းတယ်ပေါ့အဲ့တော့နောက်ထပ်တပွဲကကျတော့ဒီ Scotland နဲ့ Denmark လို့ရပွဲစဉ်ပေါ့နော်အဲ့တော့ပွဲစဉ်လက်ရှိပေါ့ကြည့်ကျွန်တော်ပြန်ကြည့်ရင် Denmark ကတရေကြရင်ပြန်90ရှုံးမယ် ပြီးတော့ကိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်နှစ်ကိုးသွင်းပြ60အရှုံးပဲဗောနော်အဲ့တော့လက်ရှိအုပ်စုစီကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်ဒိမတ်ရဲ့စကော့တလန်ရဲ့ဒီနှစ်သင်းကအဆင့်1နဲ့2နေရာမှာရှိတယ်ဗောနော်အဲ့တော့ဒီပွဲမှာနိုင်တဲ့အသင်းကကမ္ဘာဖလားစီကိုတိုင်ဝင်ဝင်ရောက်มาဖြစ်တယ်။တည်ကြခဲ့မှာဆိုလို့ရှိရင်တော့ဒိမတ်ကပဲဝင်သွားมาဖြစ်တယ်ဗောနော်အဲ့တော့စကော့တလန်အနေနဲ့ကျတော့လေလက်ရှိမှာအဆင့်1နေရာမှာရှိနေတယ်ပြီးတော့ဒီပွဲကဒါတို့အတွက်မဖြစ်မနေအနိုင်ရောက်มาဖြစ်မယ်ဒါမှလည်းတို့ကမ္ဘာဖလားစီကိုတိုင်ဝင်ဝင်ရောက်มาဖြစ်တယ်ဗောနော်ပြီးတော့ဒီပွဲမှာဒီစကော့တလန်ကအသာချက်ရှိကရှိတာကသူ့ရဲ့အိမ်ဝင်းမှာကစားมาဖြစ်တယ်ဗောနော်အဲ့တော့ဒီပွဲမှာ ဒီတစ်ဖက်ကဒိမ့်မောက်ကိုအနိုင်ယူဖို့လေသူအသိရဲ့အနေနဲ့ကြိုတင်ပြီးတော့ပြင်ဆင်ထားလိမ့်မယ်ကျွန်တော်ထင်တယ်တစ်ဖက်ကဒိမ့်မောက်ကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေဒီဘက်မှာဒိမ့်မောက်ကတေရရုံနဲ့ဒါသူကအောက်စုပိုးနဲ့ဘာဘလားစီကိုဝင်ဝင်ရနိုင်မှာဖြစ်တယ်ဘောနော်ဒါပေမဲ့လို့ဒီဘက်မှာဒိမ့်မောက်ကိုယ်တိုင်ကလည်း Scotland ကိုဒီအနိုင်ယူဖို့လေသူစူးစမ်းလာလိမ့်မယ်ကျွန်တော်ထင်တယ်ဘောနော်ပထမကြော့ဒိမ့်မောက်ရဲ့ကွင်းမှာကစားခဲ့စင်တော့ဆိုလို့ရှိရင်ဒီနေ့တင်းကဒီကိုမရှိသေးကြထားခဲ့တယ်ဆိုတော့ဒီဘက်မှာဒိမ့်မောက်ကိုယ်တိုင်ကလည်း Scotland ကိုဝေးဝင်းမှာအနိုင်ရဖို့ကြိုတင်ပြီးတော့ သူတို့အတင်းကိုတိုင်းကလည်းပြင်ဆင်ထားလိမ့်မယ်ကျွန်တော်ထင်တယ်ဘာလို့ပြီးတော့ Scotland ကဒီအရင်ကြီးအားကောင်းနေတဲ့အထက်မှာမပါဘူးသူတို့ဒီအိမ်ဝင်းမှာဆိုလို့ရှိရင်လက်ရှိနှစ်ပွဲကစားရခဲ့တဲ့အချိန်မှာနှစ်ပွဲလုံးနိုင်ခဲ့တာအမှန်ပဲမဲ့တစ်ဖက်ကဒိမတ်ကိုတိုင်းကလည်းအဝေးကွင်းနှစ်ပွဲမှာနှစ်ပွဲလုံးနိုင်တာပဲဗောနော်အဲ့တော့ဒီပွဲမှာဒိမတ်တေးတို့မို့အနိုင် Scotland ကစားနိုင်မယ်ကျွန်တော်ထင်တယ်ဗောနော်ဒီဒိမတ်တပယ်ချန်ကဒီပွဲအတွက်ဆိုလို့ရှိရင်တော်တော်လေးအားကောင်းနေရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်ကျွန်တော်ဒီပွဲမှာတော့ဒိမတ်ကိုပဲရွေးချယ်ပေးခြင်းနဲ့ဗော